မင်္ဂလာပါခင်ဗျာ United Breakdown အားလုံးလည်းဒါရင်ခုန်နေကြလိမ့်မယ်လို့ထင်ပါတယ်ဒီနေ့ညပေါ့နော်ဒီနေ့ညမှာပြင်မေလ22ရက်နေ့မနက်ပိုင်းမှာ United အသင်းနဲ့စပါးအသင်းတို့ဟာဒီ Europa League ပိုလူဝဲကြီးကိုကန်တော့မှာဖြစ်တယ်ပေါ့နော် Premier League မှာဆိုရင်အစ်စက်ချောင်းနဲ့စက်ခွန်အသင်းရပေါ့နော်ပိုလူကြတာလည်းဖြစ်တယ်အဲ့ဒီဟာကလည်းဒါရည်စရာဖြစ်ပြောနေကြတယ်လို့ပေါ့နော်တစ်ဖက်မှာလည်း United အတွက်ရောက်တော့လေဒါတထည့်ပြေခွေပြေပွဲတော်ပွဲဖြစ်တယ်ဖလားရရင်လည်း အစီအွေပဲဗျာလေတိုက်လို့ရတယ်ဘယ်သိမစို့ဘလားရပြီဆိုလေတိုက်လို့ရတယ်အစီအွေခုနကပြောလို့ကြွားလို့ရတယ်နောက်တစ်ခုကတော့ဒီအသင်းလဲဒီအပေါင်းလက္ခဏာစောင့်နိုင်တဲ့ကိစ္စတွေအများကြီးဖြစ်လာနိုင်တယ်ပေါ့ဒါကတော့ဖလားရခဲ့ဖလားမရခဲ့ဘူးဆိုရင်တော့သွားပြီတနေ့လုံးကူစားအွန်လိုင်းတော့ဖလားမရခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ဒီ United fan တွေရဲ့အဖြစ်ကအဲ့လိုမျိုးဒါဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ ကိုအသင်းကိုအားပေးရမှာကျွန်တော်တို့တာဝန်ဖြစ်တယ်နောက်တစ်ခုက United ဒီဒီပွဲကိုနိုင်အောင်ကန်နိုင်လို့နိုင်အောင်ကန်နိုင်လိမ့်မယ်လို့လည်းကျွန်တော်တို့ယုံကြည်မျှော်လင့်ထားတယ်ပေါ့ဘောလုံးကလုံးကြီးဆိုတော့လေဒါစောင့်ကြည့်ကြမယ်အားပေးကြမယ်ပေါ့ဗျာဒီစပါနဲ့ United အသင်းရဲ့ပေါ့နော်ပွဲစဉ်ကိုကျွန်တော်နည်းနည်းချင်းကပ်ကြည့်ကြအောင်ဗျာအဲ့ဒီမှာဆိုရင်ဒီ head to head ကိုဒီအရင်ကြည့်လိုက်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့တော်တော်စိုးရင်စရာကောင်းတယ်အဲ့ဒါကတော့ကျွန်တော်လည်းခုကပူမတ်ကနေပြန်ကြည့်လိုက်တာဘာလို့လဲဆိုတော့ဒီရာဒီနှစ်ပွဲလုံးစပါကိုမနိုင်ဘူးဗျာပြင်ပြလိုက်မယ် ပြီးရင်ဟာ EFM မှာလည်းဒါရှုံနာသေးတယ်သုံးဒီနေ့တွေ့တဲ့သုံးပွဲလုံးကဒီရာဒီသုံးပွဲလုံးသုံးပွဲလုံးရှုံနာတယ်ဗျအဲ့လိုမျိုးဆိုတော့ရှေ့ပြန်ကြည့်တော့လေဒီ2023 April လောက်ကနေစပြီးတော့ United ကစပါးနဲ့ကန်နေရမှာဒီ6ပွဲလောက်ကန်နေတယ်2ပွဲတည်ကြပြီ4ပွဲတောင်ရှုံနာတယ်ဗျအဲ့တော့ဟတ်တူအတွေ့ဆုံမှုရတော့တော်တော်နေနေပါတော့ဒီနောက်ပိုင်းဒီပြီးခဲ့တဲ့2နှစ်အတွင်းပါပေါ့နော်အဲ့လိုမျိုးတော့ဒါ ရှိနေတယ်ပေါ့ရှိနေတယ်ပေါ့နောက်တစ်ခုကတော့ဒီ MOR ရဲ့3 back system ပေါ့နော်အဲ့ဒီ3 back system ပါဆိုရင်ပြီးရင်ကျွန်တော်တို့ကဘောလုံးကိုလည်းကစားကွက်ကိုလည်းနောက်ကနေစတင်တယ်ဗျာဦးနာနာကနေစပြီးတော့ပဲဒီအပေးယူလေးတွေလှုပ်တယ်ပြီးတော့ present တွေလှုပ်လိုက်ရင်ကြော်ဖြတ်တယ်ပြီးရင်ကွင်းလေဘောလုံးထိုးမယ်ဘေးတွေနဲ့ပတ်ပြီးတော့ဒီမှာဒီလိုမျိုးတိုက်စစ်ဆင်တာဖြစ်တယ်နောက်တစ်ခုကတော့ Bruno Fernandes ရှိနေတဲ့အတွက်လင်းမြန်တဲ့ transition တွေကနေလည်းဒါကတော့ twin goal တွေနောက်တစ်ခုကနိုင်ပွဲတွေဒါဖော်ဆောင်နေဖော်ဆောင်နိုင်နေတော့မဲပေါ့နော် ဒါပေမဲ့လည်းဒီစပါအသင်းရဲ့ကစားသမားတွေကလေဗျာတော်တော်မြန်တယ်နောက်တစ်ခုကတော့ United အသင်းရဲ့ကစားပုံကပေါ့နော်သူတို့အသင်းရဲ့ဒီအားသာတွေကစားသူတို့အသင်းတို့အားသာနေတဲ့ပုံစံဖြစ်နေတာဗျာအဲ့ဒါဒီအားဒီကျွန်တော်တို့သုံးပွဲလုံးကြည့်ရင်တွေ့နိုင်တယ်ပေါ့နော်အဲ့ဒီဆိုလန်ကီတို့လိုဗျာတိုက်ဆက်မှာ pressure ကောင်းကောင်းပေးနိုင်တဲ့အဲဒီ ခက်စစ်မှုတွေကိုလှုပ်ရှုပ်စေမယ်တိုက်စစ်မှုရှိတယ်ပြီးရင်ဆွံ့ရောက်မယ်များဆွံ့ရောက်မယ်မကောင်းရင်လည်းမကောင်းအောင်ကောင်းရင်လည်းစုပ်ကောင်းတဲ့ကစားသမားပေါ့နော်ပြီးရင်တကူးချင်းကြော်ဖြတ်မှုဂိုကန်ဂိုကန်တင်မှုဂိုဖန်တင်မှုဒါအကုန်လုံးကောင်းတဲ့ကစားသမားတွေရှိကြရပါတော့အဲ့ဒီတော့ဒီ United အတွက်ကတော့ဒါခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တယ်ပေါ့နော်အဲစပန်တင်ဘက်ကနေကြည့်မယ်ဆိုလေ United United နဲ့ဒါထူးခြားတာပဲသူတို့တင်းလဲခြေစမ်းမမှန်ဘူးခြေစမ်းမမှန်ဘူးပေါ့အဲ့တော့ဒီ United အနေနဲ့ကလည်းဗျာအခွင့်အရေးတွေတောင်းကောင်းကောင်းအသုံးချနိုင်မယ်ပါလေဆိုမနိုင်စရာအကြောင်းမရှိဘူးနှစ်သိန်းလုံးမှာစရူခွင့်အရေးအခွင့်အရေးရှိတယ်ဗောနောပြစ်နိုင်ကြီးလိုင်းအနေနဲ့ဆိုရင်တော့ဒီပူမန်ထဲဟာတော့အနည်းဆက်ဆုံးဖြစ်လိမ့်မယ်ဗောနောအတီးကြတော့မဟုတ်ဘူးဗျာဒီနောက်တန်းမှာဆိုရင်စပါတင်းမှာဒီပေါ်ရိုရိုမဲရိုရဲ့ဗန်ဒီဗန်ရဲ့ဥတိုဂီရဲ့ထုံးစံတိုင်းမင်းတို့ရဲ့ဒါ first line နဲ့၄ယောက်အပြည့်ဗောနောကွင်းလယ်မှာဆိုရင်ဘန်ဒကာပြန်ပါလာပြီဗောနောဘန်ဒကာဒီမှာတော့ပြန်ပြလာတယ် ပြန်စားရှိမယ်ဒီကောင်တော်တော်ကစားကောင်းတယ်ဗောနော်စားပြီးဘီဇူးမားကတန်လဲတန်တယ်ကစားလည်းကောင်းတယ်အဖြစ်လည်းကောင်းတယ်ဘီဇူးမားတို့ရှိမယ်တိုက်စင်ကတော့လောလောဆယ်ဆိုလန်ကီရဲ့စွန့်ရင်ဒါဂျွန်ဆင်ရဲ့ဗောနော်ဘရန်ဒန်ဂျွန်ဆင်ရဲ့ကစားဖို့လားလာများတယ်တော်ရီချာလီဆန်တို့ပွဲထုတ်လာမလားတော့ဒါမပြောတတ်ဘူးဗောနော်သူတို့ဘက်မှာတော့ဒါဖန်ဒီရှင်းနေဖြစ်တဲ့မက်ဒီဆင်တို့ဂလူဇက်စကီတို့ကဒါတန်ရာရနေကြတယ်ဗော စပါးစပါးသင်းအတွက်လည်းဒါအရေးကြီးတဲ့စုပလားဖြစ်တယ်သူတို့နီးပြရင်အတွက်လည်းပေါ့နော်နောက်ရသည်ဆက်ပြီးနီးပြရမလားမပြရအောင်လားဆိုတာဒီဖလားနဲ့ဒီဆုံးဖြတ်ပေးဝယ်ရှိရပေါ့စပါးကလည်းလီပိုင်းဆိုတာလည်းဒါလှုပ်ရှင်အောင်လှုပ်တဲ့ကောင်မြရင်တော့မိုပေတို့အခုချက်စီးရတော့ဖို့လေလို့လို့ပေါ့နော်ရန်ကြီးကွာတဲ့လူမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့ဒါစပါးအသင်းအတွက်ရောသူတို့နီးပြအတွက်ပါဒါအရေးကြီးတဲ့ပေါ်ရွေးဖြစ်တယ် United ဘက် United ဘက်ကပြန်ကြည့်ရင်လည်းဒါ do or die တတိပြခွေပြပွဲဖလားရရင်လည်းတမုံအောင်မွေးခံဖလားမရရင်လည်းဒီနေ့လုံးကူအောင်ပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ United မှာဆိုရင်ဒါဒဏ်ရာကစားသမားတွေဖြစ်တယ်ဇီဇီကိုဇီဇီကိုယိုယိုလို့ရှိမယ်ဗျာပြီးရင် delight တို့လည်းဒါဒဏ်ရာရနေကြတယ်မသစ် delight ကတော့ဒီတကူတော့လေးစကင်ကဆင်းနေတာဖြစ်တယ်အဲ့တော့ဒီဘက်မောင်ရင်မသေးကြဘူးယိုယိုတို့ဇီဇီတို့ကတော့ဒါဟိုဟာ Viva ကိုထွက်ခွာသွားတဲ့လူရှင်ထဲမှာပါဝင်ခဲ့တယ်ပေါ့ ဆိုတော့ကကစားမလားမကစားနိုင်ဘူးလားဆိုတော့မတည်ကြဘူးပေါ့နော်ဒါလို့ဒါလို့အခြေအနေဆိုလဲဒါမတည်ကြဘူးပေါ့လေသူလဲစပိန်ပါတဲ့စပိန်ထွက်သွားတဲ့ကစားသမားစီးရင်းထဲမှာပေါ့မပေါ့မတည်ဘူးပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရအောင်မယ်ဆိုတော့ဒီ United ရဲ့ဖြစ်နိုင်ကြီး line ကိုကြည့်ရင်များပြီးခဲ့တဲ့ကျွန်တော်တို့ပွဲပေါ့နော်ပြီးခဲ့တဲ့ပွဲရတာ line ရည်ချက်စင်းရဲ့ပွဲက line ရည်ဒါဖြစ်နိုင်ကြီးအရှိဆုံးပဲပေါ့လေဆိုတော့ MOD အဲ့ဒီပွဲမှာဒီ first line နဲ့နေမှာပေါ့နော်ပါဝင်တိုင်းမှာကစားသမားအများစုကိုပွဲထုတ်ခဲ့တယ်သူတို့ကိုပွဲ return ရအောင်လို့ပေါ့နော်ကစားသမားတွေအကုန်လုံးကိုတစုတစည်းရဲ့ဒီ premier league တဲ့အရေးမပါရတဲ့ပွဲပေါ့နော်အရေးမပါဘူးဆိုတာလေဇယားထက်လေတက်เสียအများကြီးမရှိဘူးဆိုဗျာအဲ့လိုပွဲမှာဒါကစားခိုင်းနေတာဖြစ်တယ်ရစ်အနေနဲ့ကတော့ဒါဒဏ်ရာရတော့မှစိုးရိမ်နေရတယ်ကံကောင်းတာကတော့ဒဏ်ရာလည်းမရခဲ့ဘူးကိုကစားသမားကြီးလည်းဒါအကြိုက်နားနေတာမျိုးမဟုတ်ဘဲနဲ့ဗျာဒီပွဲလေးတွေကို အရန်ကုန်ထိုင်လိုက်ဝင်ကစားလိုက်ဒီလိုမျိုးကစားခဲ့ရတယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီပိုလူပွဲတက်ပြီဆိုရရဗျာ MO ရင်းကပရီးမီးယားလိပွဲတွေမှာဒါကစားသမားတွေကိုအလှည့်ကြအနာပေးတာလားကက်စမဲရိုတို့ဥဂန်ဒေးတို့ဘလူးမျိုးတို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးဆိုတော့ချက်စီနဲ့ပွဲမှာတော့ပြန်သုံးတယ်ပေါ့နော်ဒီနေ့ပွဲမှာလည်းဒါပြစ်နိုင်ရည်စီစဉ်လိုင်းကတော့တိုက်စစ်ကတော့ဝိုင်လန်ပဲဖြစ်လောက်တယ်ဗျဝိုင်လန်ဆိုရင်ဒီယူရိုပါလိမ့်မှာ ပရီးမီးယားလိမ့်မှာတော်တော်ခြေစွမ်းပြောင်းနေပြီမြေယူရိုပါလိမ့်မှာတော့မဆိုးဘူးပြောရမှာဗျာပရီးမီးယားလိမ့်မှာတော့မဆိုးဘူးခြေစွမ်းမှန်တာမျိုးတော့မဟုတ်ဘူးနောက်တစ်ခုကတော့ဒီမဆိုးတဲ့ twin goal တွေပေါ့နော်တိုက်စစ်မှုတယောက်တည်းအန်တင်တင်တဲ့ twin goal နှုံးတွေကိုတော့ယူရိုပါလိမ့်မှာဒါ twin ယူထားနိုင်တယ်နောက်ဒီ3လေးနှစ်တည့်ရယ်ပေါ့နော်အလဲ AM နဲ့ရောက်နေရမှာတော့ Bruno Fernandes နဲ့ Armand ကဖြစ်နိုင်ရေးအများဆုံးပဲ Armand ကိုသူ Chelsea နဲ့ပွဲမှာအဲ့ဒီနေရာမှာဒါစံသုံးခဲ့ပြီပေါ့နော်တကယ်လို့ဒီနောက်ခံလူတွေတနေရာပြောင်းလဲဖြစ်တယ်ဆိုရင်တော့အာမတ်ဒီလည်း ဟိုမာရာဇာဝီစင်တာဘက်တက်သွားတာမျိုးဖြစ်ဖြစ်ဟိုဒါလုံးမပိုင်နေတာဖြစ်ပြအဲ့လိုဆိုရင်တော့ဒီလေးယောက်တန်းရဲ့ညာဘက်ဆုံမှာကစားရင်ကစားရနိုင်တယ်ပေါ့ Queen Lee မှာဖြစ်နိုင်ခြေအများဆုံးကတော့ဒါ Kashmiru နဲ့ Uganda ပဲသူတို့နှစ်ယောက်ကဖြစ်နိုင်ခြေအများဆုံးပေါ့နော် Kobe Bryant တို့ဘာကိုရှိပေမဲ့လဲအရန်အရန်အနေနဲ့ပဲဝင်လာမှာထင်တယ် Misa Mount Misa Mount တို့ပေါ့နော်အဲဒီလေးယောက်တန်းရဲ့ဘယ်ချမ်းမှာတော့ဒေါ်ကူရှိမယ်လူလျှော့ရှိမယ်ဘယ်သူကံမလဲတော့မသိဘူးပေါ့နော်ကျွန်တော် လူရှောပေါင်ဝင်လာမယ်ဆိုရင်တော့ဗျာကစားကိုရဲ့အရာရောဒီသူခြေသွမ်းပြရင်တော့တော်ကောင်းမှာဒါပေမဲ့ဒီကန်ဆယ်ပိုင်းတော့နည်းနည်းအားနည်းမယ်နဲ့တူတယ်ဒေါ်ကူဆိုရင်တော့လေဗျာစပါတိုက်စေးရဲ့ဒီလျမြန်တဲ့ကစားသမားတွေကိုဒါပူထိမ့်နိုင်ကြီးပူများတယ်ဗောဒါပေမဲ့တိုက်စစ်ပါညာတော့လူရှောတော့အစင်ပြေပါအောင်လားပြောတယ်ဒါပေမဲ့လေဗျာကုစားသမားတွေကခြေသွမ်းမှာမမှန်တော့ဒါဘသူပါဘသူပါပါခြေသွမ်းပြအောင်ပဲမျှော်လင့်ရမှာခြေသွမ်းပြရင်တော့ဒေါ်ကူအဲဒေါ်ကူပဲဖြစ်ဖြစ်လူရှောပဲဖြစ်ဖြစ်နှစ်ယောက်လုံးဒါ ကောင်းတယ်အဲကျွန်တော်တို့ဒီ၄ရောက်တိုင်းညချမ်းမှာတော့မာရာဇာဝီရွယ်ကစားဖို့များတယ်ပေါ့မာမာရာဇာဝီတော့မကစားဘူးဆိုရင်အမတ်ကစားဖို့များလိမ့်မယ်ပေါ့အဲ့ဒါဆိုရင်တော့ဒီ AM ၄ရောက်နေရာမှာဂါနာချူနဲ့မေဆန်မော့နဲ့ဘရူနိုနဲ့ဒါတွဲရင်တွဲနိုင်ကြီးများတယ်ပေါ့စန်တာဘက်နေနေရတော့ကျွန်တော်တို့ဒါဒီကကစားသမားကြီးမကွိုင်းရဟယ်ရီမကွိုင်းရဒါဥဆောင်ပြီးတော့ကစားလိမ့်မယ်ပေါ့နော်သူပေးမှာတော့ Iceman Lindy လို့ကစားရင်ကစားမယ်ပြီးရင် Yoyo ပေါ့တန်ရာပြန်ကောင်းလာလဲဆိုရင်တော့ Yoyo လည်း ါလိမ့်မယ်ဘောင်ကစားဖို့အင်အားဘောင်ကြက်ခိုင်မှုပြည့်တယ်ဆိုရင်တော့ယူယူလဲကစားလိမ့်မယ်ဒီကောင်းရင်းနဲ့ဆိုရင်လဲဒါယူရိုပါလိမ့်ပူလူပေးရမှတ်တရပါကျွန်တော်တို့ဒီ21ဘောင်တော့စု21တင်းနေဆိုရှယ်21ဟုတ်တယ်ဆိုရှယ်လက်ထက်တော့ကယူရိုပါလိမ့်ပူလူပေးရောက်တယ်ကျွန်တော်တို့ဘီလာအင်းနဲ့တွေ့ရတာအဲ့နစ်ကကပရင်ကောင်းကြီးကတော့ကောင်းတာမကွိုင်းရခြေသွမ်းလဲတော်ပြပါဗျမြေပွဲတင်တိုင်းလဲဝင်ကစားပေးတာဗျအဲ့ဒါဖြစ်ချင်တော့ဒီဘူလူပွဲရောက်တော့ ဒဏ်ရာရသွားတယ်။အဲ့မှာဟာကွင်မယ်။အဲ့ဒီနေ့ကကောင်းကြီးဘိုလ်လူဝဲမှာမပါတာဗျာ။ကျွန်တော်တို့ကရော်နယ်ဒင်းကိုဆုံရှုံရသလိုပေါ့နော်။ပြီးတော့မက်ဆီကိုဆုံရှုံရသလိုအဲစီရိုနာရိုဆုံရှုံရတယ်လို့မျိုးဘလူးဝင်းတပွဲမှာကိုယ့်ရဲ့အထီးကကစားသမားတယောက်ကိုဆုံရှုံရတယ်လို့တံပိုးကြီးခဲ့တာပေါ့နော်မကွိုင်းရဒါပေမဲ့အဲ့တော့မှချင်းသွန်းကြပါတယ်ဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်တို့ရဲ့ခေါင်းကြီးဒီအရင်တုန်းကဒါယူရိုပါလိဘလူးဝဲခြေစွမ်းနေနေပဲသူ ြန်ရောက်လာပြီပေါ့နော်အရင်သူခြေသွန်းတောင်းခဲ့တဲ့နှစ်ကခြေသွန်းအတိုင်းပဲဒီကြဆင်းသွားတဲ့ခြေစမ်းတွေကိုမှန်ကန်တဲ့ကြိုးစားမှုစိတ်ရှည်မှုအားထုတ်မှုတွေနဲ့ပေါ့နော်ခြေသွန်းကောင်းနေတာပြန်လဲပိုင်ဆိုင်ပြီးဒီနှစ်ယူရိုပါလိဘိုလ်လူပွဲမှာတော့ဒါဘရူနိုဖာနန်ဒက်နဲ့အတူတူ United အသင်းကိုဥဆောင်ကစားသွားမယ့်သူတစ်ယောက်ဖြစ်နေပြီပေါ့နော်အဲအဲ့တော့ဆိုတော့ကကျွန်တော်တို့ဘယ်သင်းနိုင်မလဲခံမရတော်တော်ခက်တယ်ကြာကျွန်တော်တို့ကတော့ရှင်းပါတယ် United ပဲနိုင်စေချင်တယ်ယူနိုက်တက်ကိုပဲဒါဖလားရစေချင်တယ်ပေါ့နော် ဘာလို့လဲဆိုကိုအတင်းဖြစ်လို့ဗျာဒါကတော့ရှင်းရှင်းလေးပဲပေါ့နော်ဒါပေမဲ့တစ်ဖက်ကဟိုစပါအတင်းဖြစ်နေတော့လေဟိုပြိုင်ဘက်နေနေအရန်ကြီးခါတီးနေတာမျိုးဗျာပြင်းထန်နေတာမျိုးတော့မရှိဘူးဗျာဘာလို့လဲဆိုတော့ဒီ United နဲ့စပါရဲ့ပြိုင်ဆိုင်မှုကအရန်ကြီးလည်းမပြင်းထန်ဘူးပေါ့နော်နောက်တစ်ခုကတော့ဒီ Premier League မှာဆိုလေအဓိကပြိုင်ဆိုင်နေပြိုင်ဘက်တွေမဟုတ်ခဲ့တော့ဗျာခါတီးနဲ့တမိုင်းချောင်းတွေမရှိဘူးအဲ့ဒီတော့ဒီအသင်းနှစ်သင်းရဲ့ထိတ်လန့်တွဲဆုံမှုကဘာမှသိစိတ်ဝင်စားကြမကောင်းဘူးပေါ့နော်ဒါပေမဲ့ခုနကပြောတဲ့ အကြောင်းအရာတွေကျွန်တော်တို့ United ဘက်မှာရှိနေတဲ့အကြောင်းအရာတွေစပါးဘက်မှာဖြစ်နေတဲ့အဖြစ်ပြက်တွေနောက်တစ်ခုကတော့ဒီနှစ်သိန်းရဲ့ Premier League အခြေအနေတွေပေါ့နော်အဲ့ဒီအရာနောက်နှစ်ရောက်ရင်ဒီ Premier League 16 19အဆင့်အဲတသင်းသင်းရ Champion League ကိုဒါဝင်းကန်လဲဦးမယ်အဲ့ဒီလိုမျိုးစိတ်ဝင်စားတဲ့အကြောင်းအရာတွေဗျာတကယ်ကိုစွစွဟွာဟွာဒီကြဆင်းနေတဲ့ခြေစွမ်းအဲ့လိုမျိုးကိစ္စရင်းဒီပွဲကဒါတော်တော်လေးဟော့ဖြစ်နေတာပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ United fan တွေဆိုလဲဒါအာဘယ်လိုပြောရမလဲ တော်တော်လေးဒါစိတ်လှုပ်ရှားဖို့ကောင်းနေပေါ့နော်ဘာလို့လဲဆိုတော့စောင့်နေကြတယ်စကုသင်းစပားမပါတဲ့ဂျန်နစ်၁၈တေးရလဲဒါစောင့်နေတယ်ဘာတခြားအသင်းဖန်တွေလေးဒါရှည်အောင်ပါဗျာဘာလို့လဲဆိုတော့ United ဒါရှုံကြည့်လိုက်မတွေ့ရဲစရာပဲနောက်နှစ်အတွက်လဲကျွန်တော်တို့ကအဆင့်ရလဲမကောင်းဘူးဆိုဗျာနောက်နှစ်အတွက်ဆိုလဲဒါဘာမှရှိတော့ဘူးအဲအဲ့လိုမျိုးဆိုတော့ United အတွက်ကတော့တတိပြေခွေပြေတော်တော်အရေးကြီးတယ် တတိဖြစ်ဖို့အတွက်ပဲဒါမျိုးလင့်ပြီးတော့အားပေးနေပါမယ်ကျွန်တော်တို့အားလုံးအတူတူအားပေးကြမယ်ဗျာ United Europa League Plus စုခုနိုင်မှုလည်းမျှော်လင့်နေပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ